House Representative ပေါ့နော်ဒီက the no test for tip ပေါ့နော် tip money ပေးတဲ့ဟာကို test ပေးစရာမလိုဘူးဆိုတော့ထဲကဒီနေ့က pass ဖြစ်သွားပြီဖြစ်တယ်ဒီထဲမှာ overtime မလဲ test ပေးစရာမလိုဘူးအခြေအနေမျိုးမှာဖြစ်လဲဖြစ်လာနိုင်တယ်ပါလဲပါနိုင်တယ်ပဲပါလာပါတော့ပါနိုင်ဆိုတော့ test ကလည်းတော်တော်လေးကောင်းသွားတယ်ဆိုတော့က test ကတော့အရင်ကျွန်တော်တို့ဒီ 2024 2024မှာတက်တန်းကုန်သွားမယ်ဒီနေ့မှာတက်တက်ကုန်မယ် test test ရဲ့ or don um try ရဲ့ test test ကိုအာဟောတခါပြန်တခါတက်တွေ့ပြန်တွေ့နိုင်ပြီဖြစ်တယ်ဆိုတော့ကတော့အာ benefit ပိုကောင်းသွားတယ်ဒီကလေးတယောက်ရဲ့ credit ကလည်းအာ2000 2000 2000ဒီတိုင်းပဲပြန်ရှိနေတဲ့ပုံ ဖြစ်နေပါတယ်ဆိုတော့ ကျွန်တော်တို့ test ကခွန်အသိပြန်ဆောင်ဆရာမလို့ဝတ်နေတယ်မျိုးမှာပြန်ရှိသွားပါပြီเนาะဆိုတော့ဒီနေ့က pass ဖြစ်သွားတဲ့အကြောင်းကိုနည်းနည်းလေးကြည့်အောင်15 the nays are 214 with one answering present the bill is passed เนาะ pass ဖြစ်သွားပါပြီဆိုတော့အခုအလုပ်လေးဒီလို pass ဖြစ်သွားတဲ့နောက်ပိုင်းမှာဘာဖြစ်လာမှာလဲနံပါတ်1ကတော့ကျွန်တော်တို့အာဒီအလုပ်နဲ့ပတ်သက်တဲ့အားလေးလေး ပေါ်စီပြလာမယ်ပြီးတော့ဒီအာဟောဘောဒီပြောမစဒီဘာနဲ့ပတ်သက်လိုက်ဒီအာအေဝဲတို့အေဝဲတာတို့เนาะအခါမှာမြင်မြပြန်ဖြစ်လာလိမ့်မယ်ဘာကြောင့်လဲဆိုတော့သူက test ပေးဆံမလို့ဆိုတော့အခွန်ကထပ်ပြီးနည်းနည်းလေးအာအဲဝင်ငွေကပို့ပြီးမှကောင်းတာပေါ့နော်အဲတကူဖြစ်တယ်ဆိုတော့ဒီနေ့ကတော့တရင်ကောင်းပါပဲ fast ဖြစ်သွားပါပြီဆိုတော့ကျွန်တော်လည်း ် overtime လုပ်တယ်တော်တော်လုပ်နေတာပေါ့6ရက်6ရက်တရက်6တနက်တစ်ပတ်မှ6ရက်လုပ်နေတာ no test for overtime ဖြစ်သွားရင် no test for tip overtime ဒီအားလုံးကိုဒီလို pass ဖြစ်သွားတဲ့အတွက်တော့ကျွန်တော်တို့ဒီဒီကောင်တစ်ခုဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့နောက်တစ်ခုဒင်းကတော့ဒီအာဒီဥမစ္စတာဂျိုဘာနာက မစ္စတာဂျောဘာနာကမစ္စတာဂျောဘာဒန်ကြီးကဘာဖြစ်နေလဲဆိုရင်သူ့မှာအယုတ်ကင်ဆာယောဂါဖြစ်နေတာဖြစ်ပါတယ်အဲ့ဒါကိုလွန်ခဲ့တဲ့ဒီ2020ကနေ2024ကာလအတွင်းမှာစနက်တွေကအထက်လူတော်ကရောဒီမိုကရက်တစ်တွေကအထက်လူကအောက်လူတော်ကရောဂါဗာနာတော်တော်များများအားလုံးကတိပိတာဖြစ်ပါတယ် ဒါပေမဲ့ဂျော့ဘာနန်ရဲ့မစ္စတာဂျော့ဘာနန်ရဲ့ပစတဖော်မဂျော့ဘာနန်ရဲ့ယောဂါကိုသူသိပေမဲ့ဖုံးကွယ်ထားပြီးမှသူ့ကိုအတုံးချပြီးမှ2020ရွေးကောက်ပွဲကိုအောင်သွားတာဖြစ်တယ်။အောင်သွားတဲ့ချိန်ကျတော့ရွေးကောက်ပွဲမှာလဲသူအောင်သွားတဲ့ကြောင့်လို့ဒီ White House မှာဖယိုဖယဲနိုင်ငံသွင်းမှာလဲဖယိုဖယဲ illegal immigrant ကလည်း pro ဖယိုဖယဲเนาะပြီးတော့ sign ထိုးထားတဲ့အားလုံးကတော့ သူကိုယ်တိုင်ဆိုင်းထိုးတာမဟုတ်ပဲနဲ့အော်တိုဖန်နဲ့တုံးပြီးမှဆိုင်းတစ်ခုထိုးတိုင်းလှုပ်တဲ့အရာတိုင်းကအားလုံးအရာတိုင်းအားလုံးနော်ဆိုင်းထိုးပြီးမှသူမထိုးပေမဲ့ copy လုပ်ပြီးမှဆိုင်းထိုးတဲ့ဟာမျိုးတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ခုဒီ Trump အတင်းတွေက Trump ရဲ့ Trump ရဲ့ထွက်တဲ့အချင်းကြီးကဘာလုပ်နေလဲဆိုရင်ဒီဂျော့ဘာနိုင်နဲ့သူတို့လှုပ်ထားတဲ့ အမစစ်စေးနေပြီစစ်စေးနေတာဖြစ်ပါတယ်တကယ်တော့ဆိုပတ်စံကလည်းအမတမတုံးတာပတ်စံတုံးတာလည်းအများများတယ်တော်တော်လေးတုံးလိုက်တယ်ဆိုတော့ခုနကျွန်တော်ပြောလိုပဲ तू तू မသိပေမဲ့လည်းသူ့ရဲ့ sign ပုံစံနဲ့ auto plan နဲ့တုံးပြီးမှ sign နေရာတကာမှာထိုးထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ထင်တာကတော့ तू ခု Trump ရဲ့ဒီအာအဖွဲ့ကသူတို့ကိုစစ်ဆေးဖို့ ပတ်စံငွေရေးကြေးပဲဖြစ်ဖြစ်နိုင်ငံကိုမတမာမှုနဲ့အုပ်ချုပ်မှုမှာလောက်တာပဲဖြစ်ဖြစ်အားလုံးကိုတို့ရောအခုစစ်စစ်နေပြီဖြစ်ပါတယ်။ဒါကနစစ်စစ်တွေ့ရှိရမယ်ဆိုတော့ဒီဂျောဘန်နိုင်ရဲ့မိသားစုတွေကတော့ထောင်သွားဖို့အတွက်ထောင်ထဲသွားဖို့အတွက်ကတော့လုံးဝဟောဖြစ်သွားလိမ့်မယ်လို့ကျွန်တော်မျိုးကျွန်တော်ဟောပေါ့ယူဆတာပေါ့နော်။ဆိုတော့ပြဿနာကတော့ဖြစ်လာပြီ။ဘယ်လိုဆက်ဖြစ်လာမလဲဆိုတော့ကိုယ်လည်းမသိဘူး။တကယ်တော့ ဒီယောဂါကဖြစ်နေတာကြာပြီဖြစ်ပါတယ်။အဲ့တော့အခုကတော့လုံးဝနောက်ဆုံးစစ်အထိအရောက်နေပြီဆိုတော့ဒါကဒီကြားထဲမှာလေးနှစ်မှာဘယ်လိုချုပ်နေလဲဆိုတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းပါလားဖြစ်တယ်။ဆိုတော့ကျွန်တော်ထင်တာကတော့ဒီ case ကိုတော့ဒီပြဿနာကိုတော့ရှာတွေ့ပြီးမှ ကြီးကြီးမားမားတစ်ခုပြောင်းလဲမှုတွေလောက်လာလေးမင်းတို့ကျွန်တော်ယူကြည့်ပါတယ်။ပြန်တည်တင်းကောင်းတော့ကျွန်တော် truck ကနော်ဆက်ကျွန်တော် truck ကိုမကောင်းဘူးမတော်ဘူးဒီကောင်က အာငယူလို့ပြောတဲ့လူတွေကိုတော့နည်းနည်းစဉ်းစားကြည့်အောင်သူအခုတရက်တရာကာလမှာ USA နိုင်ငံမှာ invest လုပ်ဖို့အတွက် trillion 4 trillion နေပါလောက်သူယင်းဒီမျိုးနဲ့ပို့အတွက်သူလောက်လုံးနိုင်ခဲ့တယ်နောက်တစ်ခုကတော့ဒီအာကာတာရဲ့ဆာဒီရဲ့မှာတွားတဲ့ချိန်မှာ2.2 trillion dollar investment သူရခဲ့တာဖြစ်တယ် ဒါကနိုင်ငံတနိုင်ငံကိုရင်းနှီးမြှုပ်နှံနေဆိုတာကနိုင်ငံမှာရှိတဲ့ခေါင်းဆောင်တွေကိုစီးပွားရေးကိုအာစီးပွားရေးတွေကိုယုံကြည်လို့တိုးတက်နေတဲ့လာလာရှိလို့တို့ invest လုပ်ရတာဖြစ်တယ်။အခုမြန်မာနိုင်ငံမှာဆိုတော့ဘယ်သူမှ invest လုပ်ရေးမှာမဟုတ်ပါဘူး။ဘာလဲနိုင်ငံရေးနဲ့ပြီးတော့နိုင်ငံရေးရဲ့ခေါင်းဆောင်ပိုင်းရဲ့စီးပွားရေးအခြေအနေမကောင်းမှုဆိုတော့ဘယ်သူမှလာပြီးရင်းနှီးမြှုပ်နှံရေးမှာမဟုတ်ပါဘူး။ဒါပေမဲ့ နိုင်ငံနိုင်ငံမှာရင်းနှီးမြှုပ်နှံနေဆိုတာကနိုင်ငံရဲ့ခေါင်းဆောင်ကိုယုံလို့ကြောင့်ဖြစ်ပါတယ်ဆိုတော့လေးကိုပြောပြချင်းတယ်ဒါကြောင့်မစ္စတာထရန့်ကတော့သူ့ရဲ့လောက်ရက်ကအမှန်တမ်းမှကောင်းတယ်သူ့ရဲ့လောက်ရက်ကတော့အာတိုးတက်လာနိုင်တဲ့အနေအထားမျိုးသူ့ရဲ့အခု plan တွေအားလုံးအောင်မြင်သွားမယ်ဆိုတော့ကျွန်တော်ထင်တယ် US နိုင်ငံကတော့စီးပွားရေး GDP အမြိုင်းတက်လာလိမ့်မယ်တော်တော်ကောင်းလာနိုင်မယ်အလုပ်လည်းအမြိုင်းရလာလိမ့်မယ်ဝင်ဝင်ပို့တိုးလာလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ ပြောချင်တာနောက်ဆုံးကတော့ဒီနေ့ကတော့ lower no no test for tip ကတော့ pass ဖြစ်သွားပါပြီ overtime pass ဖြစ်သွားပါပြီဆိုတော့အဘိုးတော်ကတော့ယောဂဖြစ်နေတဲ့ဟာကိုလှုပ်ဝတ်ထားတဲ့ပြစ်မှုကြီးကိုလည်းမချက်ခင်မှာရည်ဆိုင်ရတော့မှဖြစ်ပါတယ်ဆိုတော့ဒီလိုနဲ့ပြောရင်းနဲ့တဲ့နေကိုချိုးချစ်ပါတယ်နောက်မှပြန်တွေ့ကြအောင်နော်